ကျောက်ဆယ်မြို့ကိုတောင်းရံလူတန်းပြပြမဲ့လည်းနမဲကောင်းယူရဲဆိုပြီးဝေဖန်ခံရတဲ့ဖြူဖြူထွေးအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျွတ်စလိုက်ပါတယ်ဖြူဖြူထွေးအားရင်ကလေးကအလှူတွေခဏခဏလှုပ်ပြီးရေဘေးမှာလည်းပင်ပန်းခံကအလှူလှုပ်ခဲ့ပါတယ်သူကြောင့်တချို့မိသားစုတွေအဆင်ပြေသွားခဲ့ရတဲ့အပြင်ပြည်ရင်းပြည်ပါကအလှူရှင်တွေအတွက်လည်းအကျိုးဆောင်ပေးခဲ့တာပေါ့ဖြူဖြူထွေးအားငလျင်ဘေးမှာလည်းလူတန်းမှုတွေပြုလုပ်နေကြတာခုဆိုရင်၃ချိန်မြောက်ရှိသွားခဲ့ပါပြီပထမချိန်မှာဖြူဖြူထွေးကမန္တလေးကိုတောင်းရောက်ခဲ့ပြီးဒုတိယချိန်မှာသခိုင်းကိုတောင်းခဲ့တာပေါ့ တတိယအချိန်မှာတော့ကြောက်ဆဲမျိုးကိုတောင်းရောက်လှူတန်းခဲ့ပါတယ်။ကြောက်ဆဲမျိုးကငလျင်တန်းကိုဆုဆုရွရွခန်းစားလိုက်ရပြီးမူโจကလေးများစွာလည်းငလျင်ကြောင့်ကွယ်လွန်သွားခဲ့ရတာပေါ့။စာတင်နေတဲ့အချိန်မှာငလျင်လှုပ်ပြီးနှစ်ထပ်ခွဲအဆောက်အဦပြိုကျသွားလို့ဆီယမတွေအပောင်ဝင်ကလေးများစွာကျွေးလွင်သွားခဲ့ရပါတယ်။ဖြူဖြူထွေးကကလေးတွေကိုကောင်းမွန်ရာဘုံဘွားကိုရောက်ရှိစေဖို့အတွက်မိဘတွေကိုငွေလှူတန်းခဲ့ပါတယ်။ကွယ်လွန်သွားတဲ့ကလေးတွေအတွက်ကောင်းမွန်ကုသိုလ်လုပ်ပေးလို့ရအောင်ဖြူဖြူထွေးကမိဘတွေထံ၅သိန်းကျပ်စီလှူတန်းခဲ့ပါတယ်။ မိဘတွေကဖြည်းဖြည်းထွေးကိုမြင်တဲ့အခါရောင်းဝမ်းသာပြီးဟမ်ဆောင်နိုင်ပဲငိုနေကြတာပေါ့အများရပြောင်းရွှေနေတဲ့ဖြည်းဖြည်းထွေးကကလေးတွေရဲ့ကြောပိုးအိတ်လေးတွေစောက်လေးတွေအယုတ်လေးတွေကိုမြင်ပြီးတဲ့နောက်မှာငိုမိသွားခဲ့ပါတော့တယ်။ဘာမှမသိသေးတဲ့ကလေးတွေကငလျင်ဆိုတာကိုလည်းနားမလည်သေးပဲဒီလိုဖြစ်ကြီးကိုကြုံလိုက်ရတဲ့အတွက်ရမ်းကြောက်နေခဲ့ကြရမှာပေါ့။အသက်၃နှစ်ကျော်၄နှစ်ကျော်အရွယ်လေးတွေကဒီလိုဖြစ်ဆုံးနဲ့ကွယ်လွန်သွားခဲ့ရတာကြောင့်ဂျာယာသူတိုင်းကစိတ်မကောင်းဖြစ်ကြပြီးကလေးတွေကအမိန့်ပြန်တန်းနဲ့ထုတ်သွားခဲ့ပြီးပါပြီ။ ဖြစ်ဖြစ်ထွေးကဒီကလေးတွေရဲ့ဖြစ်ကိုမကြည့်ရတာကြောင့်ကမှုကုတူတွေလုံနိုင်အောင်တူဟုတ်ကိုငွေ9သိန်းလာရောက်လွတ်တန်းခဲ့တာပေါ့။ဒဏ်ရာရသွားတဲ့ကလေးတွေကိုလည်းလူငွေတွေပေးခဲ့ပြီးတောင်းဆိတ်အောင်လွတ်တန်းခဲ့တဲ့ဖြစ်ဖြစ်ထွေးကိုတော့ချစ်ကျွနေကြပါတယ်။မိဘတွေကလည်းကလေးတွေကိုရည်စူးပြီးဒီငွေနဲ့ကမှုကုတူတွေလုပ်ပေးသွားကြမှာပေါ့။ ဖြစ်ဖြစ်ထွေးအောင်ကလေးတွေအတွက်လှူဒန်းပေးပြီးတကယ်ခန်းဆန်းရလို့မျက်ရည်ကျပေးမယ်လေတချို့တွေကတော့သူ့ကိုမျက်ရည်ချူရဲဆိုပြီးတော့ဝေဖန်ကြတာပေါ့ဖြစ်ဖြစ်ထွေးကဝေဖန်မှုတစ်ခုခုခံရပြီးဆိုရင်အင်နာဗျူတွေမှာမကြာခဏမျက်ရည်ကျတတ်သလုံးဘယုတ်စီကြောင်ညာကြောင့်လည်းသူ့ကိုလူမုံများသွားခဲ့တာပေါ့ဘယုတ်စီကြောင်ညာရဲ့နောက်ဆက်တွဲဖြစ်သူ့ကိုအမပေးတော့ဘူးဆိုတဲ့အထိဖြစ်ခဲ့ကြပြီးအခုတော့အလှူရင်းလုံနေလို့နမဲကောင်းယူရဲဆိုပြီးတော့ပြောဆိုခံနေရတာပေါ့ဖြစ်ဖြစ်ထွေးအောင်နမဲကောင်းယူချင်တာကြောင့်အလိုတန်းတွေကိုလုံနေတာမဟုတ်ဘဲရေဘေးမှာလည်းလွဲတလုံးလွဲပြီးခက်ခဲတဲ့ ့နေရာတွေထိသွားကာကူညီခဲ့ပါတယ်။အလို့ကောအကြောင်းပြပြီးလူအများရဲ့မြေတားကိုရယူခြင်းနဲ့ဒါလည်းမဟုတ်သလုံးနမဲကောင်းယူခြင်းနဲ့လည်းမဟုတ်ဖဲသူကူညီနိုင်တဲ့ဘက်ကနေဆောင်းလျှောက်ပေးနေသူပေါင်းဒါပေမဲ့ဝေဖန်ကဲရင်မှုတွေကဘယ်သူမှမလွတ်ကင်းနိုင်တာကြောင့်ဒီလိုစကားတွေကိုစိတ်ထဲမထားဖို့ဖြည်းဖြည်းထွက်ကိုအားပေးနေကြပါတယ်။ရေဘေးမှာအလူလုတ်တဲ့ဖြစ်ဖြစ်ထွေးကအလူလုတ်တဲ့အခါဘလို့ပစ္စည်းတွေကိုအဓိကထည့်ရမလဲဆိုတာကိုလည်းသိပြီးသားဖြစ်ပါတယ် အထုတ်ကြီးတထုတ်ထဲမှာငလျင်ဘေးသင့်ပြည်သူတွေအတွက်တကယ်လိုအပ်တဲ့သုံးဆောင်ပစ္စည်းတွေကိုထည့်ပြီးတော့ကိုယ်တိုင်ကိုယ်ကျလှူဒန်းလိုက်ပါတယ်။ပွေလင်းရာသီဖြစ်တဲ့အတွက်ဒီလိုကာလမှာဖြည်းဖြည်းထွေးကောင်ပွဲတွေများစွာကိုဖြောပြရမှာပါ။ဒါပေမဲ့သူကိုယ်တိုင်ငွေရဖို့အထက်လူအများရဲ့မျက်ရည်တွေကိုတုတ်ပေးချင်တာကြောင့် priority တွေကိုပဲလုပ်နေပါတယ်။မူကြောကြောင့်ကကလေးတွေကိုကုသိုလ်ကောင်းမှုပြုနိုင်အောင်အလူငွေတွေပေးရနေတဲ့ဖြည်းဖြည်းထွေးပေါင်းမြင်လဲထွေးကိုပြပြခဲ့ပါအောင်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်အကြောင်းမျိုးမျိုးကြောင့်ကွယ်လွန်တော်ခဲ့ရတဲ့သူတွေလည်းကောင်းရဖုံဘွားရောက်ရှိပါစေကြောင်းနဲ့ကိုကြီးကဲဆဲထောက်ပံ့ပေးသူအားလုံးကိုကျေးဇူးထုတ်ပဲ့တင်ရှိကြောင်းပြောကြားရင်းနဲ့အားလုံးပဲနေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ